စီကိုမှခန်းကျင်တီတင်သွင်းကုန်အပေါ်အမေရိကန်အခွန်သွေးမြေစီးချက်မြည်ဖြစ်ကလုပ်ငန်းခွင်းဆက်တစ်ခုလုံးထိခိုက်လာဖွယ်ရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက္ကဆီကိုမှခန်းကျင်သည့်တင်ပို့မှုအလုံးဒီပါကိုအမေရိကန်စျေးကွက်ကတင်သွင်းနေရမှာအမေရိကန်ရဲ့အခွန်တိုးမြင့်စီးချမ်းမှုတွေက ထောက်ပံ့ကွင်းဆက်ထိခိုက်ခြင်းအလုံးနေရာများထိခိုက်ခြင်းနဲ့ထုံးလုံးသူများနဲ့ဆက်မှုလုပ်ငန်းများအတွက်ငွေကြေးဆုံးရှုံးမှုများဖြစ်လာစေနိုင်တယ်လို့ကျွမ်းကျင်သူများသတိပေးလာပါတယ် ဇွန်လ14ရက်နေ့မှစတင်ခါမက္ကဆီကိုမှအမေရိကန်တို့တင်သွင်းတဲ့ခန်းကျင်သီးများအပေါ်အခွန်20တရက်မှ6တေရာခိုင်နှုန်းသတ်မှတ်ဖို့အမေရိကန်စီးပွားကူတန်းဝန်ကြီးဌာနကဧပြီလ14ရက်နေ့မှကြေညာခဲ့ပါသည် မက္ကဆီကိုအမေရိကန်နယ်စပ်မှ၃နာရီခန့်ကွာဝေးထိပ်ဘာဂျာကယ်လီဖိုးနီးယားမှချမ်မနေဂျာတပ်ဦးကသူချမ်းမှခန်းကျင်သီးတွေဟာအမေရိကန်ဈေးကွက်တင်ပို့ရန်အဓိကစိုက်ပျိုးချောင်းနှစ်ဆမှသသိန်း36000ကီလိုဂရမ်ရောင်းချရန်ရီမန်းထားပေမဲ့လက်တလုံးအခွန်သွင်းမြေစီချမ်းမှုကြောင့်မရေရာထော်ချောင်းတရုတ်မီဒီယာခရုကိုပြောပြပါအထိတ် ချန်ထွက်ခန်းကျင်သည့်အမျိုးအစားကတာမန်အသီးတွေထက်အရေအသွေးပိုကောင်းကောင်းဈေးပိုကြီးတက်လို့မက္ကဆီကိုမှရောင်းချဖို့ခက်ပြီးအမေရိကန်တို့အထူးကတင်ပို့ရထားကြောင်းမတင်ပို့နိုင်ရင် ဆုံးရှုံးမှုကြီးမားလိမ့်မယ်လို့စိုက်ပျိုးချမ်းမန်နေဂျာလော်ရီနိုမိုရာလက်စ်ကပြောပါသေးတယ်။ မက္ကဆီကိုရှာခင်းတွေကနေအမေရိကန်ဆေးဆိုင်များသို့ရောက်ဖို့အချိန်နှစ်ရက်ခန့်ကြာမြင့်ပြီးအခုဆိုရင်မက္ကဆီကိုခန်းကျင်သည့်တင်ပို့မှုအတွက်အရေးပါတဲ့လုပ်ငန်းစဉ်တွေဟာအခွန်စည်းကြမှုနဲ့ရင်ဆိုင်နေရပါတယ်ရှာခင်းပိုင်ရှင်တွေအနေနဲ့ယင်းဤစိုက်ပျိုးလိုစိတ်ရောနယ်လာနိုင်ခံခန်းကျင်သည့်ပို့ဆောင်မှုလုပ်ငန်းစဉ်တစ်ခုလုံးထိခိုက်လာနိုင်တယ်လို့မက္ကဆီကိုစီးပွားရေးပညာရှင်ဂျော့ဖွန်စီကာကထောက်ပြပါတယ် တည်ယူပို့ဆောင်ခြင်းကစလို့ထုတ်ပိုးဖြန့်ဝေသူတွေပါ လုပ်ငန်းထိခိုက်လာက အချို့စီးပွားရေးလုပ်ငန်းတွေထွက်ခွာတဲ့အထိဖြစ်လာနိုင်ပါတယ်လို့သိရပါတယ်ရှင်။